မင်္ဂလာပါပရိသတ်ကြီးဒီနေ့ကျွန်တော်ဆင်းရဲသုံးသပ်ပေးမယ့်အကြောင်းအရာကတော့မကြာသေးခင်ကမှပြီးဆုံးသွားတဲ့ UFC Flyweight Champion ပွဲစဉ်ဗန်နဲ့ပန်နူဂျာတို့ရဲ့ပွဲစဉ်အကြောင်းပဲဖြစ်ပါတယ်ပွဲက26စက္ကန့်အတွင်းမှာပဲပြီးဆုံးသွားခဲ့လို့အကစားချစ်သူတွေကမှစိတ်ပြအငင်မှုတွေနဲ့တူမေကွန်ပေါင်းများစွာကျင်းခဲ့ပါတယ်ပွဲကိုစတဲ့ကြီးစုသူတွေဟာပွဲစပိုင်းမှာပဲ ချန်ပီယံဟောင်းပန်ဒိုဂျာရဲ့ဖိအားပေးမှုပုံစံကိုတွေးခဲ့ကြရပါတယ်။အတွေးကြုံနှုတ်နယ်သေးတဲ့ဖန်ကိုစောစောစစ်စစ်ပဲချင်းချောက်ဖို့ပန်ဒိုဂျာကရည်ရွယ်ခဲ့ပုံရပါတယ်။ပန်ဒိုဂျာကပုံမှန်တဲ့ပုံနဲ့ဖိအားတွေနဲ့အတင်းလိုက်ထိုးခဲ့ပါတယ်။သူ့ရဲ့ထိုးချက်တွေကပုံများခဲ့ပေမဲ့ဖန်ကလည်းပြန်လည်ခုခံတာရှောင်ထွက်တာတွေလုပ်ခဲ့ပါတယ်။ရည်ကြည့်တာကဖန်ရဲ့ကောင်နာထိုးချက်လေးပါ။ပပလေးထိအောင်မှုရှိခဲ့တာမြင်တွေ့ခဲ့ရပါတယ်။ ဖန်နိုဂျာရဲ့ဝင်လုံးမှုစူးစမ်းတာကိုလည်းဖန်ကဖြစ်ရှင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့အမှန်တမ်းပြောရရင်ဖန်နေနဲ့ဒီလိုပြင်းထန်တဲ့ဖိအားပေးမှုအောက်မှာမတိမတန်အံ့ဩမှုတွေနဲ့တူရုန်းကန်နေရတယ်လို့ခံစားရပါတယ်။အတွေ့အကြုံကွာခြားမှုကိုပန်နိုဂျာကအစောပိုင်းမှာတုံပြီးကစားသွားခဲ့တာပါ။ပွဲဟာစတင်ကစားပဲရှိပါသေးတယ်။ချန်ပီယံညရဲ့တကယ့်အစွမ်းစားတွေကိုအခုမှမြင်ဆက်ရုံပဲရှိသေးချိန်မှာပဲမထင်မှတ်ထားတဲ့ဖြစ်ပျက်တစ်ခုဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ဒီနေရာမှာနစ်စ်နှစ်ပိုင်းကစိတ်ဝင်စားစရာကောင်းတဲ့သုံးသက်ချက်ခုရှိပါတယ်ပန်နိုဂျာချီကန်ချက်ကိုဖန်ကကောက်ွယ်ခဲ့ပုံမှာဖန်ကကန်လာတဲ့ခြေတောက်ကိုလက်နဲ့ကန်ပြီးရွရွကောက်ွယ်တာထက်တွန်းထုတ်တဲ့အစစ်နဲ့စင့်ကိုတပြိုင်နက်လှုပ်ဆောင်ခဲ့တယ်လို့တွေ့ရပါတယ်တာမန်တွန်းဖယ်တာထက်ပန်နိုဂျာရဲ့ဟန်ချက်မပြတ်အောင်နောက်ထပ်တွန်းအားတဆင့်ပတ်လာတဲ့အခါပန်နိုဂျာရဲ့ကိုယ်လေးချိန်ဗဟုချက်အား ရှိုင်သွားခဲ့ပြီးလက်နဲ့ထောက်တဲ့ချိန်မှာပဲဒဏ်ရာရသွားခဲ့လို့ယူဆရပါတယ်။ဒါကတိုက်ရိုက်ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ခဲ့တာလား။ကာကွယ်မှုနှစ်စနစ်တစ်ခုရဲ့အကျိုးဆက်လားဆိုတာကတော့အမျိုးမျိုးသောသုံးသပ်ချက်တွေရှိနိုင်ပါတယ်။အလုံးသိကြတဲ့အချိန်မှာဒီပွဲဟာအချိန်တိုအတွင်းမှာပဲပြီးဆုံးသွားခဲ့ပါတယ်။ဒါကြောင့်ပွဲကိုရှင်းရှုခဲ့တဲ့ပရိသတ်တွေ အကစားသမားတွေကိုယ်တိုင်တွက်ပါတမုံမရှိဘူးလို့ဝေဖန်သူတွေကဆိုကြပါတယ်။ဒီနေရာမှာ တန်ခြင်းမတန်ခြင်းဆိုတာကရှုံးခြင်းနိုင်ခြင်းနဲ့မဆိုင်ပါဘူး။နှုတ်ဦးစလုံးရဲ့လစ်ကျင်လာတဲ့စူးစားထားသမျှစွဲရည်တွေကိုအပြည့်ဝထုတ်ပေါ်ပြသခွင့်မရလိုက်တဲ့အာကစားဆွမ်းဆောင်မှုရတဲ့ဆိုတာဖြစ်ပါတယ်။အာကစားသမားတိုင်းကတော့သူတို့ရဲ့စူးစားထုတ်မှုတွေကိုအစွမ်းကုန်ထုတ်ပြပြီးအောင်ပွဲခံနေကြသလိုကြည့်ရှုသူတိုင်းကလည်းကြိုတွေးထားတဲ့အတိုင်းပွဲကြီးပွဲကောင်းဖြစ်တာကိုပဲလူရှင်ကြပါတယ်။ဒီပွဲကတော့အချိန်တို့တွေး မိကုံချုပ်သွားခဲ့လို့အလုံးအတွက်စစ်မချမ်းသာစရာဖြစ်ခဲ့ရပါတယ်။ဒါကြောင့်လဲပွဲပြန်တဲပေးပြီးတက်ဆန်ကြည့်ရှင်နေဆိုတဲ့ဆန္ဒတွေပေါ်ထွက်လာတာဖြစ်ပါတယ်။တကယ်လို့တရားမရပဲပွဲဆက်ဖြစ်ခဲ့ရင်ဖန်ဘာဆက်လုပ်မလဲဆိုတာစိတ်ဝင်စားကြပါ။ဖန်ရဲ့ stand position ကိုကြည့်ချင်အပေးသူကဘလို့လုပ်ပြီးဆက်လက်ရင်ဆိုင်မှုပြင်ထားလဲဆိုတာကိုခံမှန်းလို့ရပါတယ်။အချိန်နဲ့အလုံးကိုလက်ခံပြီးအဆုံးထိထိုးတက်ဖို့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုအပြည့်ရှိဖို့ရပါတယ်။ ပွဲပြီးမကြမီမှာပဲပန်နိုဂျာရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးသတင်းတွေထွက်ပေါ်လာပါတယ်။အစပိုင်းမှာတထောင်စစ်ဒဏ်ရာလို့ထင်ခဲ့ကြပေမဲ့ UFC ရဲ့ထိတ်တဲဆရာဝန်ရဲ့ပြောကြားချက်အရပန်နိုဂျာရရှိခဲ့တာဟာဘယ်ဘက်ကောအဆက်လွယ်ခြင်းဖြစ်တယ်လို့တည်ပြုခဲ့ပါတယ်။ဒါဟာတထောင်စစ်ဒဏ်ရာထက်ပုံမှန်ပြင်းထန်တဲ့ဒဏ်ရာဖြစ်ပြီးပြန်လည်တက်တာဖို့အချိန်ယူရမှာဖြစ်ပါတယ်။နောက်ထပ်ထိခိုက်မှုတွေရှိမရှိကိုတော့သိချစေဖို့အတွက်နောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ရအောင်မှာဖြစ်ပါတယ်။ ဒီလိုခြေနေမျိုးမှာပန်တို့ကြအနေနဲ့ချက်ချင်းမကြေပွဲတောင်းဆိုခွင့်ရှိမရှိဆိုတဲ့မေးခွန်းပေါ်လာပါတယ်။ UFC Champion ဟောင်းတုကချန်ပီယံကပတ်ဆုံးသွားခဲ့ရင်ချက်ချင်းမကြေပွဲတောင်းဆိုခွင့်ဟာပုံသေးစီးပင်းတစ်ခုတော့မဟုတ်ပါဘူး။ဒါပေမဲ့ UFC စီမံခန့်ခွဲရေးအဖွဲ့ကဆုံးဖြတ်တဲ့အခါမှာချန်ပီယံဟောင်းရဲ့အပွဲမှတ်တမ်းကပတ်ကောက်ွယ်နိုင်ခဲ့တဲ့အချိန်ကြီးအတွက်နဲ့ပွဲရဲ့ဖြစ်ပုံဘလို့ရှုံးနှိမ့်ခဲ့လဲစတဲ့အချက်တွေကိုထည့်သွင်းစဉ်းစားလေးရှိပါတယ်။ ပန်နိုဂျာရဲ့ခြေနေကိုကြည့်ရင်သူက flyweight တဲ့ထိတ်တဲချက်မြင်တူအဖြစ်ရက်တည်ခဲ့ပြီးကာကွယ်ပွဲတွေလည်းအောင်မြင်ခဲ့ပါတယ်။အကြီးကြီးဆုံးကတော့ fan ကိုရှုံးနေတာထုတ်တတ်မှုနစ်စနစ်အသာစီးရမှုကြောင့်မဟုတ်ပဲမတော်တဆတိုင်ရာကြောင့်ပထမအချီအစောပိုင်း26စက္ကန့်မှာပဲပြီးသွားခဲ့တာပဲဖြစ်ပါတယ်။ဒါကိုကြည့်ရင်တကယ်တမ်းမထိုးရသေးဘူးလို့ယူဆနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါကြောင့်ကျွမ်းကျင်သူများကပန်နိုဂျာဟာချက်ချင်းမကြေပွဲတောက်ဆုတ်ခွင့်အတွက် ခိုင်မာတဲ့အကြောင်းဖြတ်ချက်တွေရှိနေတယ်လို့ခန့်မှန်းကြပါတယ်။သို့တော်လည်းနောက်ဆုံးဆုံးဖြတ်ချက်ကို UFC ကသာချမှတ်မှာဖြစ်ပါတယ်။တရားသက်သက်လာတာနဲ့မျှပန်နိုဂျာကမကြေပွဲကိုတရားဝင်တောင်းဆိုလာဖို့လမ်းကြောင်းပို့နေပါတယ်။ဆမ်မီအသစ်ဖန်ကရောဒီအချိန်နေပေါ်ဘလို့တုံ့ပြန်ပါသလဲ။ဖန်ကတော့ UFC Flyweight ချန်ပီယံတူအနေနဲ့သူ့ရဲ့ကပတ်ကိုကာကွယ်ဖို့အတွက်မြည်သည့်ပြတ်မှတ်ကိုမဆိုအသိဉာဏ်ဆိုင်မှု ရှင်ယမှုရှိရှိအင်တာဗျူးပြောကြားခဲ့ပါတယ်။သူ့ရဲ့ပြောစကားထဲမှာနောက်ချန်ပီယံကာကွယ်ပွဲတွေကိုဘယ်သူနဲ့ပဲတည်ပေးပါစေကျွန်တော်အသိမှာပဲ။ပန်နိုဂျာနဲ့လည်းမချေပွဲပြတ်တက်ပေးလိုက်ရပါတယ်ဆိုပြီးရှင်းလင်းပြတ်သားစွာပြောကြားထားပါတယ်။ဒါဟာဖန်နေနဲ့ချန်ပီယံရဲ့ဖိအားကိုခံနိုင်ရရှိခြင်းပွဲစဉ်တိုင်းကိုအလင်းနဲ့သားရင်ဆိုင်သွားမယ်ဆိုတဲ့စိတ်သက်ကိုဖော်ပြနေပါရတယ်။ဖန်ရဲ့စကားကိုကြည့်ရင် USA အနေနဲ့မချေပွဲပြတ်တက်ဖို့အတွက်အခက်အခဲမရှိပါဘူး။ ဒီကစောင့်ကြည့်ရမှာပန်နိုဂျာရဲ့တရားချင်းတွေဖြစ်ပါတယ်။ကျန်းသင်ကျင်သူတွေရဲ့ခမှန်ချက်ရပန်နိုဂျာတရားတက်တာဖို့အ ਨੇ ဆုံး6လဝန်းကျင်လိုအပ်နိုင်ပါတယ်။ဒါကြောင့်မကြေဝဲကို လာမယ့်နှစ်ဒုတိယပိုင်းမှသာမြင်တွေ့ရဖို့ရှိပါတယ်။ဒါမှမဟုတ် USC က Flying Wheat Dan ရဲ့တခြားပြိုင်ပွဲတစ်ဦးနဲ့ Van ကိုစာမွေးထက်စစ်ပြီးမှ ပန်နိုဂျာကို အလှည့်ပေးဖို့ဆုံးဖြတ်နိုင်ပါတယ်။၃လအတွင်း Van ကိုစာမွေး တက်စစ်စစ်ခြင်းနဲ့ဆန္ဒတွေလည်းရှိပါတယ်။ပရိသတ်ကြီးဒီပွဲဟာအက္ခဇာလောကရဲ့အထင်မှတ်ထားတဲ့လှည့်ပြောင်းတစ်ခုပါပဲ။ဖန်အတွက်ပထမအဦးဆုံးသော UFC Champion ရရှိခြင်းဆိုပေမဲ့သူ့ရဲ့တကယ်ဆစတွေကိုတည်တည်ပြဖို့အတွက်နောက်လာမယ့် Champion ကွယ်ပွဲတွေကပိုပြီးရေးပါပါလိမ့်မယ်။ပန်နိုကြအနေနဲ့လည်းတရားကားတွေအများဆုံးတက်တာပြီး Champion ကဘက်ကိုပြန်လည်ရယူဖို့ကြိုးစားမဲ့မကြေပွဲကိုမြင်တွေ့ရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ အကစားသမားတို့အတွက်လက်ကျင့်မှုစ조사အထုံးမှုတွေဟာအမွေရဖို့အတွက်အဓိကတော့ချက်ဖြစ်ပါတယ်။ဖန်နဲ့ပန်နိုဂျာတို့ကလည်းဒီပွဲအတွက်ကြာရှည်စွာပြင်ဆင်လာခဲ့ကြတာပါ။ဒါပေမဲ့ပွဲရဲ့ရလဒ်ဟာ26စက္ကန့်အတွင်းမှာပဲမတော်ဆဒရာတစ်ခုနဲ့ဆုံးဖြတ်သွားခဲ့ရတဲ့အတွက်တဟာ조사အထုံးသမျှကိုအပြေးဝထုတ်ဖော်ခွင့်မရလိုက်တဲ့ရလဒ်ဆိုတစ်ခုဖြစ်မှတ်ယူနိုင်ပါတယ်။ဘလိုပဲဖြစ်ဖြစ်လက်ရှိချိန်မှာဖန်ဟာ ချန်ပီယံနေရာကိုတက်လှမ်းသွားခဲ့ပြီဖြစ်ပြီးသူ့ရဲ့အနာဂတ်လမ်းကြောင်းကပိုပြီးတော့စိတ်ဝင်စားစရာကောင်းလာပါပြီ။ပရိသတ်တွေကြားမှာ၃လအတွင်းဖန်ကို နောက်ထပ်ပြိုင်မက်တူးနဲ့ဆံမွေးပွဲထက်စစ်စစ်ချင်းနဲ့ဆန္ဒတွေရှိသလိုပန်ဒိုဂျာနဲ့မချစ်ပွဲကိုလည်းချက်ချင်းပြန်တည်ပေးချင်တဲ့အမြင်တွေလည်းရှိနေပါတယ်။ USC ကဘယ်လိုဆုံးဖြတ်မလဲဆိုတာပန်ဒိုဂျာရဲ့ပကုံးတရာတက်တလာမဲ့အချိန်ပေါ်အဓိကမူတည်နေပါတယ်။တစ်ဖက်မှာလည်းပန်ဒိုဂျာရဲ့ရှင်မန်းချက်ဖန်ရဲ့ယုံကြည်မှု စရှိတဲ့ဇာတ်တွေဟာဒီနှောက်ကြားကပြန်ဆိုင်မှုကအခုမှစတင်လာတာဖြစ်ကြောင်းကိုညွှန်ပြနေပါတယ် flyweight တဲ့အနာကဟာမကြေဘွက်တစ်ခုနဲ့အတူပို့ပြီးပြင်းထန်လာတော့မှအသေးချပါပဲ